မင်္ဂလာပါကျွန်တော်တော့ဆိုင်ကနီးပညာစိတ်ဝင်စားသူများ page မှာခန့်မှုဆွေဖြစ်ပါတယ်အဲဒီမှာပေါ့နော်ဒါတော့ဒါကျွန်တော် online class အတွဲဆိုကျွန်တော် video လေးတွေရိုက်ရှင်းနေဒါဟိုတိုက်ဆိုင်တာလေးတခုကိုပြောချင်လို့ပါဗာလဲဆိုတော့ကျွန်တော်အမြင်နဲ့ပြောတယ်ကွနော်တချို့ကြရှိတယ်ကျွန်တော်တို့ EFI တက်ချင်တယ်ဟိုတက်ချင်တော့ဗာလို့ပြောဆို EFI နဲ့ပတ်သက်တဲ့ video တွေလိုက်ကြည့်တယ် line တွေပေါ်မှာတင်းထားတာအများကြီးရှိတယ်ပေါ့နော်အဲဒါလိုက်ကြည့်တယ်သူတိတ်နားမလဲဘူးပြီးကြည့်တလောင်မထိရောက်ဘူးပေါ့နော် အဲ့ဒါဒီကြောင့်ကျွန်တော်အများတိုင်းပြောတာဒီပညာရက်တစ်ခုပေါ့နော်ဒါဒီရိုးရိုးဘီတွေကအရင်အရေးကြီးတယ်ဒီဆိုင်ကနေပဲမှာဆိုလို့ရှိရင်နံပါတ်1ရိုးရိုးဘီတွေပေါ့နော်ရိုးရိုးဘီဆိုတာဟိုမဟုတ်ပေါ့နော်လော်ဂျာတရန်လိုဟာမျိုးတွေဒါဒီဘီတွေကမှန်တယ်ဟိုတိပိသားလူတွက်ကတော့ဘာမှမဟုတ်ဘူးညာဟိုသူသူဘာမှလောက်ကြီးခဲရင်မရှိဒါပေမဲ့ခုမှဆလေးလာစညီကိုရိအနေနဲ့ကြတော့အဲ့ဒီဟာပထမဆုံးခြေလှမ်းပဲပေါ့နော်ဒီရိုးရိုးဘီတွေမှာ ဟိုအခြေခံနေပိုင်းမလာဘူးဆိုလို့ရှိရင်နောက်ဒီ model မြင့်နေဖြစ်တဲ့ဒီ F5 ဘိုင်းနေတင်တဲ့အခါမျိုးမှာဟိုအများကြီးပို့ပြီးတော့အခက်အခဲတွေ့နိုင်တယ်ဗျာဒါမျိုးပြောတာဘာမှရိုးရိုးပြီးဆိုတဲ့နေရာမှာလည်းတော့အများကြီးရှိတယ်အဲတချို့ဆိုဒါတင်ဒါတက်ပေါ့နော်ပြင်တတ်တယ်ဒီတိုင်းဟိုဘယ်လိုပြောအောင်လဲပေါ့နော်စာတွေအနေနဲ့နားလည်အောင်ပြောရမယ်ဆိုရှင်ဘိုင်းဟက်ကျက်ဆာမျိုးပေါ့နော်အသေးမှတ်ပြီးပြင်တာမျိုးတွေရှိတယ်ဒါမျိုးရိုးရိုးပြီးမှကျဘာတွေရအောင်ယူရမလဲဆိုကျွန်တော်အများကြီးပြောပါနံပါတ်တက်ကတော့တိဖို့တိဖို့ပေါ့နော်တိဖို့ဆိုတာ တခုခုဖြစ်ရင်ဘယ်လိုစမ်းတက်လဲဒါကောင်းမကောင်းဘယ်လိုစစ်လဲဒါတွေသိဖို့နောက်တစ်ခုကဟိုတွေးတတ်ဖို့ပေါ့နော်ပြစ်ချက်တခုကိုဘယ်လိုတွေးပြီးရှားသွားလဲဒါတွေကိုကျွန်တော်ကရပြီဆိုရင်ဒိုင်းပေါ်မှာဗီဒီယိုတွေတင်လို့ရှိရင် तू ပြတယ်ပြစ်ချက်ကိုပဲဟိုသူပြတဲ့ပြစ်ချက်ကိုလည်းကိုသိရမှာပေါ့နော်သူပြစ်ချက်တခုကိုပြတယ်အော်โอเคဟုတ်ပြီပေါ့နော်ဒါမကောင်းရင်ဒါဖြစ်တယ်အဲဥပမာပေါ့နော်ဟိုဒါဆိုရှင် app file ဘယ်လိုလား CKB မကောင်းရင်ဒါစတမရဘူးဆိုပါစို့ပေါ့နော်အဲဒါမျိုးအဲဒီလိုမျိုးပြောပြီဆိုရင်ကျွန်တော်တို့က ့ဩ CKB မကောင်းရင် stress များဆိုတာတခုပဲဟိုတာမန်နေနဲ့ဆိုရင်တိလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဒါဓာရီကိုယူသိမ့်လဲဆိုလို့ရှိရင်ဓာရီမကောင်းတဲ့ idea ကိုယူရမှာပေါ့နော်ဓာရီမကောင်းဆိုတော့သူဘလို့တွေးပြီးတော့ပြောသွားတာလဲဘလို့စမ်းပြီးတော့ပြောသွားတာလဲသူဘလို့ရှူတော်နေရနေကြည်သွားလဲဘလို့တွေစစ်သွားလဲဓာရီကအများကြီးအရေးကြီးတယ်အဲအဓိကပြောချင်တာတော့အကုန်လုံးကဆက်နွယ်နေတယ်ဆိုတော့ပြောချင်တာပါဆက်နွယ်နေရဆိုတော့ပြောချင်တာဆိုတော့ဒီဘိန်းနေဟိုရိုးရိုးပြီးပေါ့နော်ရိုးရိုးပြီးကျွမ်းကျင်တဲ့လူအခြေခံပိုင်ပိုင်နိုင်နိုင်တွေးတတ်တဲ့လူ ဒါဖြတ်ထုတ်ညံနေကောင်းလာတဲ့လူတွေ့တဲ့တဲ့အလေးချင်းရတဲ့လူဒီ EFI ထိလာတဲ့ခါမှာလွယ်တယ်လွယ်ကူတယ် Okay ဟုတ်ပြီဒါဆို EFI ကိုကျွမ်းသွားတဲ့လူကြောင့်ဖြစ်တော့တယ်ဒါအကုန်လုံးကဆက်ဆက်နိုင်အများကြီးရှိတယ်ဗျဒီ e-bike တွေဘောနဥမာပြောမှာဆိုဒီ e-bike တွေအခုဆိုခေတ်ဆန်းလာတယ်အဲ e-bike ကဒီ motor bike တွေ CKB bike တွေကြာတွေးရတာပိုးလွယ်သွားတယ်ဘောနအစိမ့်တက်တက်နဲ့ဆိုင်ဘာကြောင့်လဲဆိုတော့အဲဒါတွေရဲ့တိဆောက်ပုံဒီ FI နေနဲ့ဟိုစင်နာတွေတော့ရှိတဲ့အခါမျိုးမှာကျွန်တော်တို့ကတွေးတဲ့တဲ့အလေးချင်းပေါ့နော်ဒီ EFI ပြင်တဲ့လူတယောက်က ဟိုတွေးနေတဲ့အတွေးအခေါ်တွေကအများကြီးအသုံးဝင်တယ်ဒီ EV တွေ e-bike တွေပြင်တဲ့ခါမျိုးမှာလည်းအများကြီးအဆင်ပြေပါတယ်ဒါလေးကိုပြောတာဥမာပေါ်တော့ဒီဘိန်းသစီပေါ့အဲဒီစတက်မရဘူးဆိုပါစို့ပေါ့နော်ဒီစတက်မရဘူးဟိုစတက်နှိမ့်မရအဲ့အချိန်မှာဘာမှကိုယ်မှရိုးရိုးပြီးနေပတ်သက်ပြီးဘာချိန်ခဲမှမရှိဘူးဆိုလို့ရှင်ပြောရတာခက်တယ်ဟိုအာအစတမ်မမ်ဒီမစ္စတာမမ်ဒီကလုတ်ဘလူးဆာမမ်ဒီရယ်လီဘလူးဆာမမ်ဒီထားမျိုးတွေဖြစ်တတ်တယ်အဲ့ဒါဟုတ်ပြီဗျာကျွန်တော်ရိုးရိုးပြီးနေပတ်သက်ပြီးတော့ ကျွမ်းပြီဆိုကျွန်တော်တို့ခေါင်းထဲမှာတန်းသိတယ်လေ rally လေဟိုဒါ rally ရဲ့ဆွဲကွန်ကိုအပေါင်းနှုတ်ဝင်ရမယ်ဒါတို့တန်းပြီးတော့ကျွန်တော်တို့မြင်ပြီးသားဖြစ်တယ်ပေါ့နော်ပြီးတော့ rally ကသူအဓိက step line တွေဆက်ပြီးအမှဘာကွာွားလဲဆိုတော့ဟိုအဓိကပြောချင်တာကျန်းထားတဲ့အကုန်တူတယ်ပေါ့နော်ဒါရိုးရိုးပြီးမှဆိုလို့ရှိရင်သူကတော့ motor နဲ့လှည့်တယ်ဟိုသူ rally ကဆက်လိုက်တယ်ပေါ့နော်ဒီ main အပေါင်းကျိုးရတော့သူကတော့ motor ကိုထားလိုက်တန်းသွားတာပေါ့နော်အဲဒီဗီဒီယိုမှာကြာအဲ့လိုတော့မဟုတ်တော့ဘူးသူ ECU ကိုတန်းသွားတယ် ECU ကနေပြီးတော့တဆင့် ဒီ VW ပေါ့နော်ဒီကျိုးသုံးချောင်းကိုဒါဘိုးကတက်လှည့်ပြီးပေးပြီးတော့ဒါစတက်မှုရပါဘောနော်အဲ့တော့အဓိကပြောချင်တာကဗျာဒီရိုးရိုးပြီးတာမသိဘူးဆိုရှင်ကျွန်တော်အများကြီးရှင်းပြနေရမှာစတက်ရမရဆိုလို့ရှင်ဥမာ तू ခလုံးနှိပ်ကြည့်လိုက်တယ်ဟို relay တန်ကြားမကြားနားထောင်ပါဘောနော်ဒီ relay တန်နေကြားတယ်ဆိုရင်တော့ဒါကျန်တဲ့ဘိုင်းပေါ့နော် ECU နဲ့ဒီ CKB ကွိုင်းလိုက်ထားတဲ့စီရင် relay အပံမကြားကြဘူးပေါ့နော်ဒီ solo night တန်လေး မကြောက်ဘူးစတက်နှိပ်တဲ့အချိန်မှာမကြောက်ဆိုရင်ဒါကဟို EFI မကလို့ပဲ PCA ပဲဖြစ်ဖြစ် clip ပဲဖြစ်ဖြစ်အဲ ADV ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ရိုးရိုးပြီးပုံစံမျိုးပဲလေဒီကျွန်တော်တို့ဆက်ရမှာဟုတ်တယ်မလားဒီ Estella Mistella တခြားကြည့်မယ် cloud ကိုဟိုမပေါ်နော် Mistella တို့ cloud ကိုအပေါင်းရောက်လား Estella တို့ cloud ကိုအနှုတ်ရောက်လား release ဆွဲကောင်အပေါင်းရောက်လားအနှုတ်ရောက်လား release ဆွဲကောင်ဒီကောင်းလားကူလားဒါမျိုးဒါတွေတည်းရိုးရိုးပင်ပြင်တတ်ပြီဆိုလို့ရှိရင်ဒါတွေတွေးပြီးစစ်လို့ရတယ်ဒါပေမဲ့ ဟိုနည်းနည်းလေးပေါ့နော်ဒီ model မြင့်ပြီးရင်မှာတော့ smart key နဲ့ပတ်သက်တာလေးနည်းနည်းလေးထည့်တွေးစရာလေးတော့ရှိတယ်။ဒါတောက်စုကြီးထည့်တွေးရမယ်ပေါ့နော်။ဒီလောက်ပါပဲ။ဒါကလည်းရိုးရိုးပြီးပိုင်ပြီးဆိုတော့လောက်ကြီးအရင်မခတ်ဘူးဒါလေးတွေလေးလာလိုက်ရင်လွယ်ပါတယ်။ဟိုသူကဘလို့ကွာဝလဲဆိုတော့ဟိုရိုးရိုးပြီးမှကြာကျွန်တော်စဉ်းစားတယ်ကျွန်တော်ကပြောနေရတယ်ပေါ့နော်။ဒါလေးကောင်းပြီဆိုလို့ရှိရင်ဒါ motor line ပဲရှိတော့ဒီကောင်မှကျတော့ motor မပါတော့ဘူးပေါ့နော်။ motor ပြောင်း ဖြစ်သွားတယ်မော်တာပြောက်ဖြစ်သွားတဲ့နေရာမှာဘလို့စနစ်နဲ့ဘလို့လုတ်လဲဆိုရင်သူကဟို꽌ပေါ့နော်꽌ဆိုတာကဒါတန်လိုက်တော့မှာတန်လိုက်တော့မှာကသူကအမြဲတမ်းတန်လိုက်ရှိတယ်ဟိုဒါကတော့ဟိုသူကလုတ်ထားတဲ့ system တစ်ခုပေါ့နော်သူကအမြဲတမ်းတန်လိုက်ဟိုကျွန်တော်ငယ်တဲ့တုန်းကသင်ခဲ့ရလို့ပေါ့နော်တန်လိုက်ကလည်းဟိုအချင်းချင်းဆိုတွန်းကန်တာရှိတယ်အဲ့ဒီတော့သူကဘယ်လိုလုပ်လဲဆိုတော့ဒီအမြဲတမ်းတန်လိုက် အမြဲနဲ့တန်လိုက်သုံးပြီပေါ့နော်ဒီအမြဲနဲ့တန်လိုက်သုံးဟိုဒီ coin ကိုသူကဒီဒါကဒီရိုးရိုးပြီးကင်ဖို့ရတော့သိမှာပေါ့ပေါ့နော်ဒီ coin သုံးရှိတယ်အဲ coin နဲ့ကိုသူကတန်လိုက်သုံးဆွတ်ထားတာ okay ဟုတ်ပြီအဲ့ဒါတန်လိုက်သုံးကသူအမြဲနဲ့တန်လိုက်ရှိနေတယ်အဲ့ဒီတန်လိုက်သုံးကိုလှည့်ကျင်တဲ့သူကသူကဒီ coin ကိုယာယီတန်လိုက် ဖြစ်အောင်ဒါဘိုးအားကျွေးလိုက်တာပေါ့နော် coin ကိုဘိုးအားကျွေးလိုက်တဲ့အခါမှာယာယီတန်လိုက်ဖြစ်တယ်အဲ့ဒီယာယီတန်လိုက်ကနေပြီးတော့တဆင့်အဲသူသုံးကျင်လို့ပေါ့နော်ဒါ UW တလှည့်စီဘိုးအားကျွေးပြီးတော့ဒါ ကွိုင်းကိုဆွက်လှဲထားပါတော့။အဲ့လိုကွိုင်းကိုသူကွိုင်းကလဲပြီးသွားတဲ့အချိန်မှာသူကဘာအဖြစ်နဲ့ပြန်လှုပ်လဲဆိုတော့ချချင်းပြန်ထုတ်ပေးရပါတော့။ကွိုင်းကနေပြီးတော့ချချင်းပြန်သွင်းပါတယ်။အဓိက ပြောချင်တာကဟိုဆက်နွယ်နေတာလေဆိုတော့ပြောချင်တာပါ။ခုနကဟိုစတက်မြောက်ဆိုပါစို့ပေါ့နော်စတက်မြတဲ့ခါမှာဒီ relate မကောင်းဆိုရင်ဒါရိုးရိုးဘီပုံစံမျိုးပဲလိုက်ရမယ်ပေါ့နော် relate ဆွဲကွက်အပေါင်းနှုတ်ရောက်မရောက် relate ကောင်းကောင်းဒါလေးတွေဆက်လိုက်ရုံနဲ့ okay ဟုတ်ပြီ relate ကောင်းပြီဆိုရင်လည်းကျွန်တော်တို့ကထပ်ပြီးတော့ တွေးရတာပေါ့နော် release ဒီကောင်းပြီဆို ECU ရဲ့ဝင်လား ECU ကနေပြီးတော့ပြန်ပြီးတော့ဒါ UBW ဘိုးကထုတ်ပေးလားနောက်တစ်ခုထည့်စင်းသားမှာ CKB ပေါ့နော်ဒီဘိန်းနေမှာကဒီစတက်မရတော့ဘူးဆိုလို့ရှိရင် CKB ကလည်းအရေးကြီးတယ်ဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ရိုးရိုးဘိန်းကြပါသူကလည်းသူဟိုမီးထွက်တော့မထွက်တဲ့ဒီပါစာတွေကောင်းကောင်းမကောင်းကောင်းပေါ့နော်အဲမော်တာကြီးကဆွတ်လှယ်မှာပဲဖြစ်တယ်ဒီကောင်းကြအဲ့လိုမဟုတ်ဘူးဒီ coin ကိုတွန်းဖို့အတွက်ကဒီ ူက ECU ကနေပြီးတော့ဒီ UW ကိုဟိုဘိုးအားတွေထုတ်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့လိုတဲ့အတွက်သူက crime တီနီယာတွေကိုတိဖို့လိုတယ်ဒီ crime ကငင်းနေတာ crime ကဘယ်နေရာမှာရှိနေလဲရှေ့ကိုလဲနေတာဟိုအပိုက်ကြီးဘယ်လောက်လဲနေလဲအဲဒါတွေကိုတိဖို့လိုတယ်အဲ့တော့ဒီ CKB စန္ဒာနဲ့အဓိကပဲပေါ့နော် CKB စန္ဒာကသူကဒီ crime တွေရဲ့ level ပေါ့နော် crime အပိုက်ကြီးကိုလဲအာယုံခံပေးတယ် ပြီးမီးဖောက်ဖို့အတွက်ပေါ့နော်မီးတိုင်မျိုးလည်းအလုပ်လုပ်ပေးအဲ့ဒီတော့ဒီအော်တိုဘီးတွေမှာဒီ CKB သာမကောင်းခဲ့ဘူးဆိုရင် spare လည်းမရဘူးဆက်လည်းမလုံးနိုင်ဘူးပေါ့နော်ဟိုဒါလေးကိုရှင်းပြတာပါအဓိကတော့ဒီဆက်နွယ်နေတာလေးတွေကိုပြောချင်တာပါဒီရိုးရိုးပြီးကျွမ်းပြီးဆိုရင်ဒီနေရာတွေကနည်းနည်းပပလောက်ခဲ့ပေါ့နော် CKB အကြောင်းလေးတွေကျွန်တော်တို့ရှင်းပြမယ် coin အကြောင်းလေးရှင်းပြလိုက်ပြီဆိုလို့ရှိရင်ရန်ကြီးမခတ်တော့ပါဘူးပေါ့နော်ဒါ step အကြောင်းပြောပြတာတခါလေးကြုံမှပါသေးတယ်ဟိုတချို့ဆိုလို့ရှိသေးတယ်ပေါ့နော်ဒီ step ရှည်တဲ့ပြဿနာမျိုးတွေအဲ့တော့တို့က F5 ဖြစ်တဲ့အတွက်ဒါ F5 line ကိုပဲအသေးအံလေးလိုက်စစ်တယ် CKB တွေလည်း coin တွေလည်း static ရှင်းနေဆိုပြီးတကယ်ကြတာ engine ကြောင့်ပေါ့နော်ဒါ engine compression out လို့ static ရှိတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ EF5 B တွေမှာဒါမျှကြည့်ကြည့်စင်တာတက်ဖို့လိုတယ်ရှူတော်မျိုးမျိုးကြည့်ဖို့လိုတော့ကွက်ကြော်တွေအများကြီးမြင်ဖို့လိုတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့တွေးထက်တဲ့အတွေးတွေကအရင်အရေးကြီးပါပါပြီ။အဲဒါကြောင့်လည်းဒါ YouTube ပြီးအခြေခံကိုပိုင်တဲ့လူတွေအတွက်ဆိုတော့ EFN အရင်မခက်ဘူး။ အဓိကအတွေးခေါ်လေးခေါင်းမှုပဲလိုတာပါအဲ EFI နဲ့ပတ်သက်ပြီးတော့သင်တန်းတက်ခြင်းနဲ့ negotiation လဲဒါကျွန်တော်စံကန်နေပညာစိတ်ဝင်စားသူများဆိုတဲ့ page messenger မှာဆက်သွယ်တက်ရလို့ရတယ်ဟိုလက်ရှိပေါ့နော်အဲ flow က2သိန်းနီးပါရှိတယ်ပေါ့နော်ဟိုအတူတွေနဲ့တွေ့မှာဆိုလို့ပါဒါလေးကိုလည်းသတိပေးရင်ပေါ့နော်သင်တန်းတက်ခြင်းနဲ့ညီကိုရဲဒါရိုးရိုးပြီးအတွက်သင်တန်းတက်ခြင်းလည်းရတယ်အဲ EFI အရှိကဝါတဲ့ online class တက်ခြင်းလည်းရတယ်ပြီးတော့ audio book နားထောင်ခြင်းလည်းဆိုရင်ညီကိုတို့လည်းရတယ် အဲအဲ့ဒီအကြောင်းတွေရတော့ပေါ့နော်အဲ့တော့ page မှာအသေးစိတ်ရေးပြထားတယ် online class အကြောင်းတွေတွားပြီးတော့ဖတ်လို့ရတယ်သိချင်တာရှင်လည်း mail လို့ရပါတယ်ဟုတ်ကဲ့ပါဒါလေးပြောတာပါနောက်ဗီဒီယိုကြမှာကျွန်တော်လူတော်လေးတွေဆက်ပြီးတော့ပြောပါမယ်